ဒီလိုကလေးဘန်းပြပြီးတော့ခိုးတဲ့ဟာနဲ့ကြုံခဲ့ဘူးလေလက်တွေ့ကြုံခဲ့တာဒါဆိုင်ရှင်မော်အမစိတ်တော်ကဒီကလေးကိုကိုထီးလျောက်သူလုံးဆရာအကြောင်းမရှိဘူးဒီကလေးလေးကတင်ရွားမဲ့အချိန်လေးဟုတ်တယ်နော်နောက်ရနေပြီလောက်ကလေးကလေးပါလောင်းဆိုတာဘာဆိုင်တော့ကလေးပါမလောင်းအောင်လောင်းစကားပြောတာအဲ့ဒါလုံးဝပြင်နာတရားမဲ့လေအမိန်မကလေးမရှိဘူးလား ဒီတခို့ပဲဖြစ်ရှင်ဒီကလေးပါဆိုင်လို့ကိုပိုက်ကဝင်းကထွက်လိုက်လို့မွေးလိုက်လို့မိခင်လို့ခေါ်လိုက်တဲ့မိခင်အလောကမှာအကုန်ရှိမိခင်မွေးပြီးတာပဲကျေးဇူးရှိတယ်ဆိုတော့လာမပြောနဲ့ကလေးကိုဗန်းပြတာကလေးကိုခိုင်းစားတာအဲ့ဒါမိခင်မစစ်ဘူးအညာမသူ့မိကြီးဖုံးကျိုးရတော့ဒေါ်လိုက်ထွက်လာလေကျွန်တော်ကကျွန်တော်ကဟိုဟိုအဲ့ခဏကြီးရှိုးဝဲရှိုးတခြင်းလေးကြဲ့နေတယ်သူက အဲ့မှာသူ့ကျွန်တော်ကပြကြချင်ဆိုသူကအဲ့ကိစ္စနဲ့ဒေါသတွေထွက်ပြီးတော့လောင်တယ်သူ earphone တော့ကျူတော့ပြတ်သွားတယ် sanction ဘက်ကရောအာဒီကျိုးနဲ့တုတ်ခံရတဲ့အမျိုးသမီးခိုးတဲ့ဘက်သူဘက်ကအဲ့ဒါတွေပဲကျွန်တော်အဓိကပြောချင်လို့အဓိကကလေးပဲကျွန်တော်ပြောချင်တာကလေးတွေအရင်သုံးချခံရတယ်ကလေးတွေဘာမှမသိနားမလဲကလေးတွေကိုတခါတဲ့ပုံမရိုက်တွင်းပြီးတော့အသုံးချခံရအများကြီးပါကိုယ်တိုင်လည်းဒီလိုကလေးဘန်းပြပြီးတော့ခိုးတဲ့ဟာနဲ့ကြုံရဘူးလေလက်တွေ့ကိုကြုံရတယ် မနစ်ကကျွန်တော်တို့နော်ဒီသတင်းကြော်လာပြီးနေညကျွန်တော်ကျွန်တော်လင်မြန်းနေရောက်ရဲ့လူဒီကျွန်တော်တို့ဒီတမိုင်းကလာကြမတိုင်းနားမှာကျွန်တော်တို့150ဆလောက်ခောက်ဆွေးလေးချက်ပြီးတော့ကျွန်တော်တို့ rider လို့ဝေးနေတာညနေ6:00နာရီလောက်တုံးမမတခုတခု तू သူ့ရဲ့ feeling တခုက तू ကလင်းနဲ့ပတ်သက်လာမရောက်အဲ့မှာကျွန်တော်တို့ခါကျရင်ဝေခွဲမရတဲ့ဟာတွေကကိုမျက်စိရှိမှဖြစ်သွားတာရှိတယ်။ပြဿနာဘယ်လိုဖြစ်လဲဆိုတော့ကားပေါ်ကနေပြီးတော့ရက်ွက်တွေကအမှုသမားရဲ့ဖုန်းကို အဲကလေးဘန်းပြပြီးတော့လင်မယားနှစ်ယောက်ကလူလာမဟုတ်သူတို့ဖုံးလူတာကသူကယောက်ျားဖုံးကိုယူပြီးတော့ထွက်သွားပြီအမှုသမားဆိုတော့ဘာမှမသိတဲ့ခါကျတော့အမျိုးသမီးကိုပဲဆွဲပြီးကလေးကလည်းထမအမွေးကင်းစာလေးပိုက်ထားတာဆွဲပြီးတော့လှမ်းထိုးတာလာသားလေးပဲရှိသေးတယ်၃လလောက်ပဲရှိမှရက်ကရက်ကလေးနဲ့ ထိုးတဲ့ခါကျတော့အဘေးမှာတားပါနေတယ်တားပါရင်တားကြည့်ရဆိုတာ16 18လောက်ရှိရော့မင်းဒီကလေးခြိထားဆိုပြီးရှင်းရမှာမရှင်းမဲ့တော့ကပါလောက်တာကလေးကိုမအေးရင်တော့ကလေးကပါအမေးရင်အမေးရင်ငှားတာလည်းမဟုတ်ဘူးငှားစားလည်းမဟုတ်ဘူးအဲ့ဒါကပါလောက်တဲ့ခါကျတော့ဆွဲလိုက်ရတယ်ဟဲ့ဘာဖြစ်တာလို့ညာဖြစ်တာဒီမှာအလှလုံးတာဒီမှာရက်ကရက်ကဆိုကိုယ့်ရေတံကိုယ်တွေဝင်တိုက်တော့မှသိုးတွေကယုံခင်းစားခံတယ်ကဲဘာဖြစ်တာလို့ဆိုဖုံးယူသွားလို့တယ်ဆိုတော့ အဲ့ဒါဒီအမှုသမားကပဲလက်ရှိအမှုသမားကလေးထိုးတာဆိုတော့သူကအမှုသမားမင်းမလုံးနဲ့လေကွာကလေးပါတယ်ဘာညာလည်းဖြန်ပြဲချင်မှာအဲ့ဒီအချိန်မှာသူကလစ်ချောင်းတယ်ပြေးတော့တာပြေးတော့ခဲ့မဟုတ်ဘူးလေကျွန်တော်ဖုန်းခိုးသွားတာလေရိုင်းဆွဲဆိုတာအဲဟုတ်လားဆိုတော့အဲ့ဒါဟဲကလေးမနေဦးနေဦးဆိုတော့လိုက်ချသွားလားအမြင်မတော်တော့ဘူးဗျာတခါကျရင်ကျွန်တော်တည်ကျင်တာတည်ကျင်တာပါမြန်မာလူမျိုးတွေတခုပြဿနာဖြစ်တာရရလေတက်ဆိုင်ရတခုခုလုတ်လိုက်ပါလားတက်ဆိုင်ရဗျာဟောရက်ွက်ရုံဖြစ်ဖြည့်ချင်းလိုက်ပေါ့ကိုရီးယားဒီမှာဟိုဖရိုက်တာလုံနေစိတ်ကမဖြောင်းတော့ ဘာလို့ကလေးထိပါဆိုလို့ဒီအိုက်ဖီလင်ကျွန်တော်တို့လင်ပြားနေအောင်ကြောင့်အဲ့ကလေးနဲ့ပတ်သက်လာမရအောင်ကျွန်တော်တားတယ်တစ်ခါနှစ်ခါသုံးခါတားကြရှင်မဒီကောင်အဲ့မိမောက်သူထိုးတဲ့ချိန်မှာကလေးကိုရှက်ထိသွားချိန်မှာကျွန်တော်ဒေါသထောင်းနဲ့ထွက်သွားတာမရအောင်ကျွန်တော်အဲ့မှာဘာမှမမြင်တော့သူ့လက်ထက်ကလေးကိုကျွန်တော်ယူယူတော့အဲ့မှာမူခိုးတဲ့ကောင်ကိုအခိုးခံရတဲ့အခိုးခံရတဲ့အမှုသမားကိုပါကျွန်တော်စောက်ွက်တွေဖျက်ရိုက်တော့အကုန်စောက်ရအောင်လိုက်ပြီးတော့ပြီးကြမှာကလေးပြန်ပြန်ပေးလိုက်တယ်ဘာလို့ကလေးဖမ်းပြပြီးလို့တာဒါကြီးကကျွန်တော်ကိုယ်တိုင်တွေ့ခဲ့မိနစ်ကတနည်းပဲကြာသေးတယ်အဲ့လိုဟာလေးရတယ် ကိုယ်ဝင်ကျင်မှာအများကြီးရှိတယ်ဗျအဲ့တော့ဟိုဒါမျိုးကအခုမှကျွန်တော်ကြုံရတာမဟုတ်ဟိုလမ်းစုံလမ်းဝါးတွေမှာကြုံရတာအများကြီးမိခင်နေရကိုစားဆိုရင်တော့ဗာပြောချင်းလဲဆိုတော့တချို့ကြလဲတကယ်ပါပဲမိခင်စိတ်ရှိပါတယ်တချို့ကကြတော့မိခင်စိတ် မိခင်မိခင်တယောက်ကကိုသားသမီးကိုမွေးလိုက်တိုင်းမိခင်လုံးပေါ်ခေါ်လိုက်တဲ့မိခင်တွေအများကြီးရှိတယ်။အဲအဲ့ဒါကြတော့အမကတော့အမအနေနဲ့တော့ပွင့်လင်းစွာပြောတာပါလက်မခံပါဘူး။မိခင်စိတ်မရှိတဲ့မိခင်မို့လို့တော့မွေးတော့မွေးလာတယ်ဒီမွေးလာတဲ့ကလေးကဘလို့ကြောက်ရကြောက်မွေးလာမွေးလာအမောက်ဆိုလဲဒါကလေးမွေးခဲ့တဲ့အတိုင်းဒါမှဆိုရင်ကိုလို့ဒီကလေးကိုယူမယ်ဆိုရင်မွေးလာတဲ့ကလေးတရားမှမရှိဘူးဒီကလေးတွေကပလန်နဲ့မွေးလာတဲ့ကလေးမဟုတ်တာတော့အမတို့သားသမီးကိုအမတို့အရန်တန်ကြည့် တန်ဖိုးထားတယ်အရန်အဖိုးတန်တယ်တကယ်ကိုသားသမီးကိုတန်ဖိုးထားမိပါဘယ်တော့မှတော့မချအောင်ကိုဘွားဝမ်းစာအတွက်ကိုသားသမီးဘွားပြက်တော့အောင်ဒီလိုခုသားဟိုတနေ့ကကလေးလေးကိစ္စဆိုရင်ဒါဒါတော့အမားတို့တူတူနောက်ကြောင်းအများကြီးမသိတဲ့အတွက်မဝေဖန်ပါဘူးဒါအပေါ်မှာ line ပေါ်မှာတွေ့ရတဲ့အနေထားကိုဝေဖန်တာနော်အဲ့တော့အဲ့လို data ဆိုရင်ဒါတို့ကအတူတူဒါထိမ့်ပေးတဲ့သူနောက်ပါသွားတယ်ပါသွားပြီးတော့ဒီကလေးကတို့ဆိုတာဒါဆိုင်ရှင်မော်အမစိတ်တော်ကဒီကလေးကိုကိုထီးလျောက်သူလုံးဆရာအကြောင်းမရှိဘူးဒီကလေးကလည်းခိုးဖြစ်မှာကိုခိုးဖြစ်မှာနောက်မှာ လက်ရှိကဒီကလေးတခုမဖြစ်အောင်ကယ်ဆယ်လို့ရတယ်ကာကွယ်လို့ရတယ်အနေထားဒီကလေးလေးကတင်ရွားမဲ့အချိန်လေးဟုတ်တယ်နော်အဲ့တော့ဒီကလေးလေးကိုသူအဲ့လိုလဲကိုထီးလျောက်တွေလုံးဆရာအကြောင်းမရှိဘူးကလေးကိုတုံးပြီးတော့နေဘူးလဲကြိုးထုတ်နံပါတ်1အမဒေါသထွက်တော့မှာတော့ကလေးကလေးလည်းနဲ့တွန်းချပလိုက်တယ်။သွားတယ်ဒီကလေးနေဘူးလေကြောက်တော့ကျင်နာတရားမဲ့လေအမိမကကလေးမရှိဘူးလားကျွန်မပြောပြတာ။ဒီတခိုးပဲဖြစ်ရှင်ဒီကလေးပါဆိုင်လို့တော့ကလေးကအထူးလို့ဒူလို့ပါလိုက်ခေါ်တာမဟုတ်လေ။ကလေးကပြောတတ်လားမပြောတတ်လားစကားလားမမေးနဲ့ဒီကလေးကလည်းဒီချိန်မှာဒါတွေနားလဲလာလည်းမဟုတ်ဘူး။ နောက်တစ်ချိန်သူတင်ယူပြီးဒီအတုမြတ်တက်တင်ဖြစ်လာမှအနေထားပဲရှိမှာအခုလက်ရှိအနေထားမှာဒီကလေးကိုအဲ့လိုမျိုးလုပ်ဆရာမလို့နောက်ရနေပြီလောက်ကလေးကလေးပါလောင်းဆိုတာဘာဆိုင်တော့ကလေးပါမလောင်းအောင်လောင်းဆိုတာစကားပြောတာအဲ့ဒါလုံးဝအသားတွေပါခေါ်ယူပဲလားခေါ်မယ်ဆိုဟာအရန်မိုက်ရိုင်းနေအဲ့ဒါကိုထောက်ခံတဲ့သူလည်းရှိတယ်ကျမတို့ကဆန်ရှင်ကိုအပြစ်ဆိုတာကဒီကလေးပေါ်လုံးတဲ့အရာပဲပြစ်ဆိုတာသူပစ္စည်းပါတဲ့ပေါ်တခုံးမကြီးခိုးတာပေါ်ဘာမှမပြောဘူးဒါသူတို့အเจ้าနေဘာမှကြောက်အောင်တော့ကြောက်မရှိကျမတို့ဝေဖန်လို့မရဘူး ါပေမဲ့လက်ရှိအမြင်ပေါ်မှာဖြစ်တယ်မဖြစ်တဲ့လားကလေးကိုအဲ့လိုလုပ်ကုန်မလို့ပေါ့မိခင်တယောက်အနေနဲ့လည်းဒါကသူကလေးကိုဒီလိုမျိုးပေးချင်မှလည်းပေးမှာဒါပေမဲ့ကျမတို့ဆိုတာခံမသင့်ဖြစ်တတ်တယ်ကျမတို့လည်းတစ်ခါလေကလေးကိုသူများချီပေးလို့တခုခုဖြစ်သွားတယ်လေလွဲချော်သွားတယ်ရှိတတ်တယ်မိခင်အနေနဲ့သိရင်လည်းသိမယ်မသိရင်လည်းမသိဘူးဒါတွေကတော့ဒါပေမဲ့ကလေးဆိုတာကိုမိခင် ကိုဘိုက်ကဝင်းကထွက်လိုက်လို့မွေးလိုက်လို့မိခင်လို့ခေါ်လိုက်တဲ့မိခင်လောကမှာအကုန်ရှိမိခင်မွေးပြီးတာပဲကျေးဇူးရှိတယ်ဆိုတော့လာမပြောနဲ့ဂျင်းနေမြမပြီမှာမိခင်ကဒီကလေးကိုတုံးချတာကလေးကိုဘန်းပြတာကလေးကိုခိုင်းစားတာအဲ့ဒါမိခင်မစစ်ဘူးမိခင်ဆိုတာကိုသားသမီးဘလိုပဲနေနေကိုသားသမီးထိခိုက်မှနားကျင်မှဘဒူဘယ်မိခင်မမခံပါဘူးမတုံးချတုံးမချရဘူးသူတို့ဝမ်းစာသူတို့ဝမ်းစာတနက်အတွက်ဘာမသိနားမလဲတဲ့ကလေးကိုအတုံးချတာအဲ့ဒါတွေကမြန်မာနိုင်ငံမှာအများကြီးပဲရှိတယ် နော်အဲ့တော့ဒီကလေးလေးကဘယ်လောက်ထိအသက်ရှင်မလဲနော်ဆေးကြွေးပြီးမွေးလာရတဲ့ကလေးနော်ဒီတိုင်းမဲ့နေဘူးဆက်ခါမှာကျမတို့သားသမီးတွေမဲ့နေပူရင်မိုးရွာလို့ဆိုခဲလုံနေတာနေပူတယ်လေဒီကလေးပဲဟာမိုးရွာလာလဲသွားတောင်းတယ်ဆိုတော့ဘလောက်တနာဖို့ကောင်းလဲအဲ့ဒါကျမတို့အရင်ရှင်းတာတဲ့ကျမပတ်စံမချမ်းသာလို့ကျမချမ်းသာရင်ကျမကလေးတွေကိုကျမအရင်မိခင်စိတ်မိခင်မြတ်တာပေးခြင်းတယ်ကျမအဲ့လိုမိခင်မြတ်တာပြီးတော့တွေ့ကြကလေးအဲ့လိုနှုတ်ဆိုင်နှုတ်ဝင်တိုက်တယ်ဒါပေမဲ့ကျမခဲလုံတယ် ခဲကိုနို့ကိုကိုဆေးကျမခံရပြီလေတာကြီးလေးနဲ့တာငယ်လေးကြမှာအဲ့တော့သူများ note စာနေတဲ့အချိန်မှာကျမ note တိုက်တယ်၊ကူညီပေးတယ်တန်နိုင်တဲ့ဘက်ကအဲ့တော့ကျမစီမှာလဲကျမသားသမီးတွေကိုဘယ်တော့မှကျမအဲ့လိုခိုင်းစားမှာမဟုတ်မဖြစ်ဖြစ်အောင်ကြွေးမှာပဲဒါကကလေးကိုခိုင်းစားဆိုမိခင်မှမဟုတ်တာအဲ့ဒါပြောချင်တာမိခင်စိတ်ရှိပါမွေးလာပြင်တာဝန်ယူကိုတက်တဲ့တင်တယ်လေကိုသားသမီးတို့ကိုဘယ်လိုမျိုးကောက်ဝင်နိုင်မလဲဘယ်လိုမျိုးရုန်းကန်နိုင်မလဲစဉ်းစားပါဘယ်တော့မှသားသမီးကိုတုံးမချပါနဲ့အဲ့လိုကလေးကိုအတုံးချနေတာအများကြီးပါပဲ အာဆိုတော့ဒီကလေးကိုအတုံးချရတဲ့မှာဒီ sanction ဘက်ကလည်းဖောင်းတယ်ဒီကလေးခိုးတဲ့မိန်းမဘက်ကလည်းဖောင်းတယ်ဒါကျွန်တော်ဘရိုကမခံစားနိုင်ဘူးလေအဲ့တော့ကျွန်တော်တို့တွေကဘာလဲဆိုတော့ဟိုလူတဲ့ဘာမှတန်တန်ကြီးမရှိဘူးဟိုကရင်စည်းကိုင်းနည်းနည်းပါဖောက်ပြိုက်တော့မှနည်းနည်းလေးဆိုတာနဲ့တော့မှဟာဟိုစစ်လာမီလာမြလာနဲ့ကျွန်တော်တို့အမျိုးမျိုးစည်းကမ်းထုတ်ပြီးတော့ဖြစ်နေကြတာပဲသဘောပေါက်ကြတာ လူဆိုပိုတန်ဖို့ရှိလေဟုတ်တော့မလားဒီလိုကလေးကိစ္စတွေကဒီကလေးတွေကအနာဂတ်တွေကျွန်တော်တို့ကခေါင်းဆောင်လေအကုန်လုံးဒီကလေးတွေဆိုတော့ဒီအဲ့ကလေးတွေပတ်သက်ပြီးတော့လောတစ်ခုလုတ်ပြီးတော့ကျွန်တော်တို့ဒါစက်မှတ်ပေါ့အလုတ်ကန်ရှာဖွေပေးပေါ့ဟုတ်မလားတောင်းစားတောင်းစားတာအဲ့လိုတွေ့တဲ့တစ်ခါကျရင်တခုခုဒါတို့ဟိုစီကံတက်မှတ်အရေးရည်ယူတင်တာယူပေါ့အဲ့ဒါဆိုတော့ကျွန်တော်တို့ဒါအနည်းနဲ့များတော့အမြန်အဆင်ပြေသွားတော့မှာပုံဝန်းကျင်တစ်ခုပြောင်းလဲဖို့အတွက်ကိုကိုယ်တိုင်ပြောင်းလဲမှရမှာ အဲ့တော့ဘသူဘသူမှတာဝန်ရှိတော့ခေါင်းစဉ်မတန်းနဲ့သူတို့လည်းသူတို့လုံနေသူတို့ကိုယ်လည်းကိုယ်တို့လုံနေကိုယ်ဆိုတော့ကိုယ်အမြင်မတော်တာရှိရင်ကိုယ်ပြုပြင်ပြောင်းလဲရအောင်ပါလဲဆိုတော့ဒါလို့ဖြစ်လာမှကျွန်တော်တို့သွားပြီးတော့ဟိုလှူတာတော့ဘာလို့လဲစားရတဲ့ထိုင်လေအရင်ကြီးရှိလို့အဲ့အရင်ကြီးနဲ့လှုပ်ရှားတတ်ရင်ကြီးပွားသွားနိုင်တယ်လို့ထိုင်စားပြီးတော့ဟိုဒုက္ခရောက်ဟိုအရင်ဘောပြောင်းသွားလို့လည်းအများကြီးအဲ့တော့ပြောချင်တာလေငွေသားပတ်စံလှူတာထက်သူတို့အလုတ်ကန်လေးပေးလိုက်အလုတ်ကန်ပေးခါကျရင်အလုတ်လုတ်ချင်တဲ့စိတ်ရှိအောင်ကျွန်တော်တို့ကပါလဲ ချိန်ပေးရမယ်လှူလိုက်တဲ့ဖတ်ဆိုရင်လိုင်းမော်တက်လာတယ်အဲ့လောက်နဲ့တင်အာတာရုကမခေါ်ဘူးကျွန်တော်တို့အဲ့လိုလှုပ်ချင်ချတော့ပါအခုကဘလိုလဲငွေလူပြင်းပြီးရောအဲအဲ့အဲ့ဒီစိတ်ကျွန်တော်တို့အဲ့လိုနဲ့ဖြတ်တန်းနေတော့အဲ့လိုပဲဖြတ်တန်းတာကျွန်တော်မျိုးသမီးဆိုဟိုလုံခဲ့ပရနစ်လောက်ကလည်းကမ္မတိုင်တစ်ခုမှနော်အာဆူရတနာလို့ကားလေးပေါ်မှာဘတ်စကားပေါ်မှာလေစာကျောင်းနဲ့ဝေးတဲ့ဟာလေအဲတားလို့မပင်မမှုလားလို့အရန်အနေများတယ်လို့အဲ့လိုမျိုးပြောတာတားကဘာပြောတာပင်မမဘူးတဲ့ အဲတားရဲလို့ဘယ်လောက်ရလို့တော့လို့တနေ့မှလို့ဆိုဟုတ်နဲ့တားကတနေ့ကို3000ရတယ်ဟာဟုတ်ပါရဲ့ကိုရီးယားဝေဝေ online ဈေးရောက်လို့တော့တရက်6000 9000ရဖို့တော့အလောတော့ကိုရီးတောင်နိုင်မရသေးတော့လေဟုတ်လားကြည်လားလို့မေးရလို့ဆိုဟုတ်တယ်တဲ့အဲ3000ရမင်းဘာလို့လဲ3000ရရင်နဲ့အမေကို1000ပေးရလေတဲ့ကျွန်တော်2000ယူရဘာလို့ဖို့တော့လို့မင်းနဲ့တောင်းဂိမ်းဆက်ဝယ်ဖို့တဲ့အာအစစ်နေမြင်နေပါတော့အဲ့ဆိုတားတော့ဘယ်နှစ်ယောက်တောင်းတာလို့ဆိုတော့တားအကိုရဲတဲ့တားရဲတဲ့အမေရဲ့ညီမရဲဟာမင်းတော့မဟုတ်ဘူးတလားတရက်ကိုဝင်ဖို့ဘယ်လောက်ဆိုနှစ်သိန်းနီးပါလား ဲ့တော့ကျွန်တော်ကရှက်သွားဗာရှက်သွားဆိုကျွန်တော်ကျွန်တော်မသိဘူးကျွန်တော်မသိဘူးဟဲ့နင်တို့အဲ့လိုလိုက်တောင်းနေဘယ်လောက်ထင်ပါလဲလို့ဒီကိုယ်ကောင်ဆိုင်ဖွင့်မလားလို့အဲ့တော့ကျွန်တော်လက်ထဲမှာပတ်စံပတ်စံနည်းနည်းရှိသေးတယ်။အော်ကိုယ်ကောင်ဆိုင်ကျွန်တော်ထောင်းလိုက်မယ်ဗျာ။အဲကျွန်တော်ကျွန်တော်ကိုယ်တိုင်အဲ့လက်သမားကိုခုံရက်တက်တယ်။အဲတက်သားပိုးလေး2000 3000လုံးနဲ့ထီးလေးနဲ့အဲခင်ဗျာတသိန်းလောက်ကိုကျွန်တော်မလုပ်ပြလိုက်မယ်ပေါ့။အော်ကုန်းစည်တက်တယ်မကိုက်ဘူးဗျာကျွန်တော်ညီးပြရတယ်။ဟာလုတ်ပါကျွန်တော်ဖွင့်ပေးမယ်ဗမာနေရာဆိုအော်ဟိုလှိုင်းလာပါနေရာတဲ့အပါ အဲ့ဒါဘယ်အောင်မလဲသူတို့ရဲ့ဝေဝင်တဲ့ကိုနှစ်သိန်းသေးပေါက်လောက်ရှိနေဆိုကိုယ်ကိုယ်ရောတန်ပဲစိတ်ဝင်စားမလဲဒါအခုဆိုပြောမလို့ဆိုတာဟိုလူကြည့်မကောင်းလာလို့ဟိုတခါတလေကြရင်အဲ့လိုဟိုသူတို့လက်ထက်မှာအဲစိုက်မဟုတ်တော့စိုက်စားအာဟိုကရည်တန်းဘူးလေးတွေပါလာတယ်အဲပန်းပန်းနေစင်းအောင်လေအရန်အနေများတယ်တမင်တကောင်သူတို့တွေကဘယ်လိုခေါ်မလဲပြီးမိပွိုင်းမော်အရန်ဟိုပေါ့ကိုယ်တခါကျရင်စားတော့တနာတော့တကယ်လို့တကလေးလည်းရှိပါတယ်ထိခိုက်မကောင်းတကယ်လို့တကလေးရှိတယ်တကယ်လို့တကလေးတွေ့ကြဒီ ဘန်းပြလုပ်တဲ့ကလေးကြောင့်အများကြီးထိခဲ့တယ်။တချို့ကတချို့ကအကုန်လုံးအမှန်တရားပြောသူကားတိုက်သွားကြိတ်သွားအယောရရလေဟုတ်မလား။သူတို့နေနေဘာဘာလို့ပြောအောင်ပြောတော့တိုက်သွားဘာမှမပြောငါတို့ပြန်မွေးလို့ရတယ်။ဟာရှင်းရထောင်ကြအောင်ပတ်စံထောင်ကြမယ်အကျော်ကြီးရမယ်။ तू ကဒီကလေးတော့ပြန်မွေးလို့ရတယ်။ချိန်ကလောက်ဆိုကျွန်တော်လုံးဝမလူ50 100 200တော့မကျော်မထည့်ချိန်ကလောက်ဆိုဟဲ့မင်းတို့လှုပ်စားဘာလို့ဆိုတော့မင်းတို့မင်းတို့ကဒါလက်လီဖြတ်လိုက်တာငါတို့ကဒီမှာချွေးနေစားနေရုံးကန်ပြီးတော့မင်းတို့က ပြီးနေတာရည်တာမင်းတို့ဒါခွင့်တုကလူတုကန်းစားပုံစံမျိုးဖြစ်နေတော့ကျွန်တော်ခြေကောင်းတော့ကောင်းဆိုမျိုးမလူဘူးအဲ့တော့အဆင်ပြေတဲ့အချိန်အဓိကတော့ကျွန်တော်အဆင်ပြေလို့ငတ်ဖူးမှငတ်ဖူးရတချို့လဲငတ်ဖူးငတ်ဖူးတိုင်းခိုးတာမဟုတ်အဓိကတော့ကျွန်တော်စီးပွားကျက်တဲ့အချိန်မှာဖြစ်တာစီးပွားအဆင်ပြေတဲ့အချိန်မှာကြားလာတယ်ဖြစ်လာဆိုဖြစ်ကြတာအဓိကကျွန်တော် mind mindset နဲ့ဆိုင်တယ်အဲ့ mindset ကိုကျွန်တော်တို့ကကိုပတ်ဝန်းကျင်မှာကိုကိုယ်တိုင်ပြောင်းလဲမှာကိုပတ်ဝန်းကျင်ကိုပတ်ဝန်းကျင်မှာရှိတဲ့တလူကလေးတွေကိုပြောင်းလဲပေးမှရမယ် လုပ်ကြည့်လိုက်ပါဒါကမ်ပိန်းတစ်ခုအနေနဲ့ကျွန်တော်စီးပွားရေးလုပ်ငန်းရှင်နဲ့အဲဒီလို writer နဲ့အဖွဲ့ပေါင်းပြီးတော့လေဖြစ်မှသွားလူရတယ်မဖြစ်ခင်ကျွန်တော်အခုလုပ်ငန်းခွင့်လင်းပေးလိုက်ကလေးတွေကိုကြောင်းမတက်နိုင်တဲ့ကလေးတွေကိုကျွန်တော်တို့ကအသက်မွေးမွေးကြောင်ကြောင်ထူတင်ပေးလိုက်အဆင်ပြေတယ်ငါတို့အလုပ်လုပ်မှထမင်းစားရမယ်ဆိုတော့အဲ့ဒီ mindset ထည့်ပေးရအောင်တောင်းမှစားမယ်အဲ့ဒီဟာမျိုးကိုကျွန်တော်တို့ဒီမျိုးဆက်မှာဖြစ်နိုင်မရှိစေချင်တော့အားလုံးအဆင်ပြေကြပါစေကျွန်တော်တို့နော်အလုပ်ကန်ခွင့်လင်းရကြပါစေလို့ဆုတောင်းပေးပါတယ်